ဒီဇကာကမဟာမိတ်တွေနှုမြဘုံနဲ့ကျဲချတိုက်ခဲ့တာကြောင့်ဂျပန်တွေလက်နဲ့ချလိုက်တဲ့ဖြစ်ရနဲ့အစပြုထားပါတယ်1945ခုနှစ်အောက်တိုဘာ30ရက်မှာတိုချိုမျိုးကမိုင်90กว่าလေရင်တစည်းထဲမှာဘုံမှုချုပ်ကြီးပေါ်နာဖယ်လာဂျပန်ကိုသိမ်းယူလိုက်တဲ့တပ်ဖွဲ့ရဲ့တစည်းတစ်ပိုင်းဖြစ်ဂျပန်ကိုလေရင်စီးပြီးလာနေပါတယ်လေကြောင်းကင်းထောက်တပ်ပုံတွေမှာမြင်ရတဲ့အတိုင်းသူချစ်မြတ်နိုးခဲ့တဲ့ဂျပန်ဟာမှတ်မိနိုင်လောက်အောင်ပျက်စီးသွားပြီးဒီနိုင်ငံကိုမှတ်မိတဲ့ဆိုယုံအနေမျိုးနဲ့တွေ့ရတာကြောင့်သူဟာစိုးရိမ်ကြောက်ရွံ့နေခဲ့ပါတယ် ဘေးကအခန်းထဲမှာဖဲလာကဘိုဂျိုတော့ကလက်မက်အော်ဒါကိုဂျပန်ဘီယံဟီရိုဟီတိုဟာပြီးခဲ့တဲ့တလကသူ့လူတွေကိုစူဝေးခိုင်းထားတယ်ဆိုတာသိပြလိုက်ပါတယ်။အဲဒီလူတွေကဘီယံပေါ်တက်စာစောင့်တီမှာဖြစ်တဲ့အကြောင်းကြမ်းကြိမ်ထားပြီးတောင်းခံနိုင်တဲ့လောက်တောင်းခံကြဖို့ဘီယံကညွှန်ကြားထားတဲ့အကြောင်းဖဲလာကတင်ပြလိုက်ပါတယ်။အခုချိန်ထိတော့ဘီယံကသူ့လူတွေကိုလက်နက်ချဖို့အမိန့်ပေးမယ်ဆိုရင်သူတို့နာခံကြအောင်မဲ့အနေထားဖြစ်ပါတယ်။မကြခင်မှာဖေလာတို့လူစုဟာဂျပန်နိုင်ငံမှာရှိတဲ့ SOEG လေရင်ကွင်းကိုရောက်လာပြီးအဲဒီမှာသူတို့ကိုသတင်းမီဒီယာသမားတွေနဲ့စစ်တပ်ကကြိုးစုံနေပြီးဂျပန်နိုင်ငံကနေကြိုးစုံခဲ့ကြပါတယ် တို့ဟာပစ္စည်းနေတဲ့ဆက်လေရင်တွေစက်တနက်ကြီးတွေနဲ့မီးလောင်ထားတဲ့အိမ်တွေရှိတဲ့နေရာကနေကားနဲ့ဖြတ်မောင်းသွားကြတော့လူတွေဟာတို့အုံပြုလို့ရနိုင်လောက်တဲ့ပစ္စည်းတွေကိုပစ္စည်းတွေကြားထဲကနေရှာဖွေနေကြပါတယ်တို့ရဲ့အမေရိကန်စစ်မြင့်စည်ရေးကိုကေးဌာနချုပ်ဟာတိုဂျိုမြို့မှာဘရင်နန်တော်ရဲ့တဖက်ဒိုင်းအီချီအစအုပ်မှာရှိနေပါတယ်ဗိုလ်ချုပ်မက်အေတာကဘရင်ဟီရိုဟီတိုနဲ့နှိစက်တဲ့ကာဆစ်စစ်ရာဇဝတ်ကောင်အယောက်30ကိုဖမ်းဆီးပြီးဥပဒေတိုင်းစီရင်ဖို့ဖေလာကိုမေးပေးလိုက်ပါတယ်ဖေလာကဝင်းကြီးချုပ်ဟီတီဂီကိုတိုဂျိုကစပြီးတန်တရားရှိသူတွေအတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ထားဖို့သူ့လူတွေကိုညွှန်ကြားလိုက်ပါတယ် နောက်ပိုင်းမှာဖေလာဟာဂျပန်စစ်ဗိုလ်ချုပ်တွေသူတို့ရဲ့ဂုံတိတ်ခါထိခိုက်မခံမဲစစ်ဗိုလ်ကူလို့ခေါ်တဲ့ကိုကိုကိုဆုံးစီမှုမလုပ်ခင်ရတဲ့အချိန်မှာစစ်တိုက်ဖမ်းဆီးနိုင်မှုစီစဉ်ဆောင်ရွက်ပါတယ်။သူမထွက်ခင်မှာဖေလာကသူ့ရဲ့မိစာဟောင်းအေရာရှိမာဒါရဲ့တင်ညာကိုရှာဖွေဖို့သူ့ရဲ့ဂျပန်ဇာကပြန်ရင်မောင်းတာရာဟာရှိကိုတီးတန့်ညွှန်ကြားလိုက်ပါတယ်။အဲဒီနောက်စစ်သားတွေကတိုဂျိုရဲ့အင်ကိုစီးနှင်းကြပါတယ်။သူတို့ရောက်သွားချိန်မှာစစ်တပ်နဲ့တန်ကြားလိုက်ရပြီးတိုဂျိုကိုရင်ပတ်မှာတနတ်တရားနဲ့တွေးတွေထွက်နေတာကိုရှာတွေ့ခဲ့ပါတယ်။ကံကောင်းတယ်လို့ဆိုရမှာကသူတို့ဟာတိုဂျိုကိုဆေးကုပေးပြီးနောက်ပိုင်းမှာရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖဲလာတို့ကသူ့ကိုကွပ်မြစ်မဲ့အချိန်ထိအသက်ဆက်ရှင်နေအောင်ထားထားပေးရမှာဖြစ်ပါတယ်။သူတို့ကဌာနချုပ်ကိုပြန်လာကြပြီးထိတ်တန်းစစ်ရာဇဝဲကောင်လို့ဆွဆွဲခံထားရသူ29ယောက်ထဲက26ယောက်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးကျန်တဲ့လူတွေကတော့သူတို့ကိုသူတို့အဆုံးစီရင်သွားကြပြီဆိုတာကိုဗိုလ်ချုပ်မဲ့အေဒါစီကိုတင်ပြလိုက်ပါတယ်။အမေရိကန်သမ္မတကဘီရင်ကိုအကာအကွယ်ပေးရမယ့်လူပုဂ္ဂိုလ်စီရင်ကဖယ်ရှားလိုက်ပြီးဆိုတဲ့အကြောင်းမက်အေဒါကဖဲလာကိုအတီးပေးပြီးသူ့ကိုရာဇဝတ်ကောင်တကောင်လိုပဲစီရင်နိုင်တယ်ဆိုတာပြောပြလိုက်ပါတယ် အဲဒီနောက်ဘင်ဟာအမေရိကန်ကိုစန့်ကျင်တဲ့စစ်ပွဲဆင်နွှဲဖို့လှုံ့ဆော်တာနဲ့စကားရည်နဲ့ဖုံမပြနိုင်လောက်တဲ့ရက်ဆက်မှုတွေကိုဥဆောင်တာတို့အတွက်သူ့ကိုဖမ်းဆီးပြီးရုံးတင်စစ်ဆေးတင်သလားဒါမှမဟုတ်သူ့ကိုနိုင်ငံရဲ့တာဝန်ခံအနေနဲ့ဆက်ထားတင်သလားဆိုတာကိုဆုံးဖြတ်ဖို့ဖေလာကိုမဲ့ဧတာကညွှန်ကြားလိုက်ပါတယ်အမေရိကန်ရဲ့စစ်ပွဲနောက်ပိုင်းစီစဉ်တွေဟာဂျပန်ကိုသိမ့်ပိုက်ဖို့မဟုတ်ပဲနိုင်ငံပြန်လည်တိဆောက်ရေးနဲ့ဂျပန်ပြည်သူတွေပြန်ပြီးနယ်လန်ထူနိုင်ရေးအတွက်အကူအညီပေးဖို့ဖြစ်တယ်ဆိုတဲ့သတင်းစကားကိုလည်းမဲ့ဧတာကဖြန့်ခန်းလိုက်ပါတယ် အဲ့နောက်ဘူဂျော့ကဖဲလာကိုစုံစမ်းစစ်ဆေးဖို့အချိန်ဆက်ရက်ပေးပြီးဖဲလာရဲ့စီရင်ခံချက်ပေါ်လုံးဝအခြေခံပြီးဆုံးဖြတ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ပင်ရဲ့ကန်ဂျမာကတော်လန်ပုံကံမှုတစ်ခုဖြစ်လာနိုင်တာကြောင့်ဖဲလာကစိုးရိမ်နေပါတယ်။သူဟာစုံစမ်းစစ်ဆေးဖို့အကြံထုတ်ရင်းအခက်ကြုံနေချိန်မှာသူ့ရဲ့ပြဿနာတွေကိုအရက်နဲ့မျောချပစ်လိုက်ဖို့ကြိုးစားပါတယ်။သူဟာအရင်ကသူလာရောက်ပြီးပညာစည်းဝေးခဲ့တဲ့ဂျပန်နိုင်ငံကိုအထူးချစ်မြတ်နိုးတဲ့စိတ်ရှိနေပါတယ်။ဂျပန်ကနေပြောင်းလာခဲ့တဲ့ကျောင်းသူအေရာရှိမာတာနဲ့သူဟာအမေရိကန်ကကောလိပ်ကူမှာဆုံးခဲ့ဘူးပါတယ်။ ောက်တစ်ရက်မှာတာကာဟာရှိကအီရာရဲ့တူဂျူကတိုက်ခန်းကိုလွန်ခဲ့တဲ့၃လကပုံထိမှန်ခဲ့တဲ့အကြောင်းဖေလာကိုအတည်ပြုခဲ့ပါတယ်။အီရာဟာသူ့ရဲ့မွေးရမြေရှိဇူအိုကာဒေတာနာကစာတင်ကြောင်းမှာစားထိုးဆီယာမဖြစ်ခဲ့တာကိုမှတ်ရသွားတော့ဖေလာကတွေးရဖို့မျှော်လင့်ထားတော့မှာအဲ့ဒါဘာမှရှိနေလဲဆိုတာကိုသူ့လေးဗိုလ်ချုပ်ကာဂျီမာကတည်နေလောက်တာကြောင့်သူ့စီဆက်သွယ်ပေးဖို့ဖေလာကတာကာရှိမာကိုညွှန်ကြားလိုက်ပါတယ်။နောက်ပိုင်းမှာဖေလာကသူ့လူတွေကိုမစ်ရှင်အစ်တစ်ခုကြောင့်အတည်ပြုပြီးသူတို့ဟာစစ်ပွဲစတင်ချိန်ကဘင်းကိုအကြံပေးခဲ့သူတွေရဲ့လူစင်းကိုပြုစုလိုက်ကြပါတယ်။ အဲ့လူချင်းမှာအမေရိကန်တွေနဲ့ယင်းနေတဲ့ဂျပန်နိုင်ငံသားတယောက်မှမပါပါဘူးသူတို့ဟာသတင်းချက်လက်တွေပို့ရအောင်လို့တိုဂျိုစီကိုချင့်ကပ်ခဲ့ကြပါတယ်တိုဂျိုကိုဘင်ကစိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ပြီးပလဲစိတ်ကန်းကိုပုံကျဲတိုက်ခိုက်ဖို့ညွှန်ကြားချက်ဟာသူယုံကနေထွက်ပေါ်လာခဲ့တယ်ဆိုတာကိုဖေလာတို့စစ်သားတွေကသတိပြုမိကြပါတယ်သူတို့ဟာဆေးရဆွဲမှုအတွက်အမှုရင်ဆိုင်ဖို့စူဂါမိုအချင်းထောင်မှာစောင့်နေတဲ့တိုဂျိုစီကိုရောက်လာခဲ့ကြပါတယ်သူကိုကွယ်မြတ်မဲ့အချိန်တိအသက်ဆက်ရှင်နေအောင်ထားထားကြပါတယ် အဲ့နောက်စစ်ပွဲမှာပါဝင်တဲ့လူ၃ယောက်ရဲ့နာမည်တွေကိုမပြောဘူးဆိုရင်ဘရင်အတွက်အသက်အန္တရာယ်ရှိနိုင်တယ်လို့ဖေလာကချင်းချောက်ခဲ့ပေမဲ့သူကဝင်းကြီးချိုဟောင်းဖူမီမာရိုကိုနိုရဲ့နာမည်ကိုပြောပြလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲဖေလာတို့အုပ်စုဟာကိုနိုကိုမေးမြန်းဆက်ဆဲဖို့သူ့နှွေအိမ်ကိုရောက်သွားခဲ့ကြပါတယ်။ကိုနိုကသူဟာပြိပခရှောင်ရှားရေးတမရယူဆူဘတ်နဲ့တိတ်တဆိတ်ညှိနှိုင်းခဲ့တာကြောင့်ပလဲစေကန်တိုက်ခိုက်မခံရခင်၃လလောက်ကလေးကယာရုအာနာကနေဖေရှားခံခဲ့ရတယ်လို့ပြောပြပါတယ်။အဲ့နောက်ဖေလာကစစ်ပွဲစတင်ခဲ့တာအတွက်ဘေးမှာတာဝန်ရှိတာလားလို့ကိုနိုကိုမေးလိုက်ပါတယ်။ ါပေမဲ့ကွန်နိုကပြိပခနှစ်ပတ်စလုံးကအနေထားတွေကိုဆုံးဖြတ်ရခဲ့တာကြောင့်အဲ့ဒါကဖြူမဲကွဲတဲ့ကိစ္စမဟုတ်ဘူးလို့ပြောပြီးပြည်စုံနဲ့ထောက်ထားကိုမပြောပြခဲ့ပါဘူးသူတို့နှစ်ယောက်စလုံးကသူတို့နိုင်ငံတွေမှာလူတွေတပေါင်းများစွာဆုံးရှုံးခဲ့ရပြီးမိတော့တွေပဲပြန်ဖြစ်လာခဲ့တဲ့ဆိုတာနဲ့ပတ်သက်ပြီးငင်းခုန်ကြပါတယ်သူကအဲ့ဒါတွေဟာအမေရိကန်ကနေမျိုးတွေကိုအင်အားသုံးပြီးတင်ပိုက်မှုကြောင့်ဖြစ်လာခဲ့ရတဲ့အခြေအနေတွေဖြစ်တယ်လို့ပြောပြီးအရင်ကလည်းနိုင်ငံတွေအများကြီးဟာအာဏာအတွက်နေမျိုးတွေအများကြီးတင်ပိုက်ယူခဲ့ကြတယ်ဆိုတဲ့အချက်ကိုထောက်ပြပြီးဂျပန်ဟာလည်းအဲ့ဒီနိုင်ငံတွေနဲ့ခြားနားမှုမရှိဘူးလို့ပြောလိုက်ပါတယ် တိုဂျိုကတော်ဝင်ဒစိတုံးကိုစောင့်ထင်းရတဲ့ဘရင်အကြံပေးပုဂ္ဂိုလ်ကီဂျီကီရိုနဲ့ပြောဆိုကြည့်ဖို့ဖေလာကိုလမ်းညွှန်လိုက်ပါတယ်ဖေလာဟာကီရိုနဲ့တွေ့ရဖို့စောင့်နေချိန်မှာကီရိုဟာသူ့ဖန်ခံရမှာကြောက်တာကြောင့်ရောက်လာမှာမဟုတ်ဘူးဆိုတာတာကာဟာရှီကသူ့ကိုတီးပေးလာပါတယ်ဖေလာကသူ့စုံစမ်းရသမျှအခြေအနေတွေကိုမက်အာသာစီတင်ပြလိုက်ပြီးသူ့ရဲ့စုံစမ်းစစ်ဆေးမှုမှာကီရိုဟာအခေယာကြားတဲ့လူဖြစ်နိုင်ပေမဲ့သူ့ကိုရှာဖွေနေတော့မယ်ဆိုတာပြောပြလိုက်ပါတယ်အဲ့နောက်မှာတော့ကီရိုကိုရှာတွေ့မှာပဲပြန်လာခဲ့လို့မက်အာသာကဖေလာကိုညွှန်ကြားလိုက်ပါတယ် အဲ့နောက်ဖဲလာဟာသူ့ယုံကိုပြန်ရောက်လာပြီးအထူးသဖြင့်ဘရင်နဲ့နီးစပ်တဲ့စစ်ပွဲမှာဂျပန်ကိုပါဝင်ခွင့်ပြုခဲ့တဲ့အဓိကလူတွေကိုရှာဖွေဖို့သူ့ဝန်ထမ်းတွေကိုညွှန်ကြားလိုက်ပါတယ်။ဂျပန်ထီးနန်းပလင်ဟာထူးခြားစမ်းကျင်နေပါတယ်။အဲ့နောက်မကြာခင်မှာဖဲလာဟာအင်္ဂလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့အေရာနဲ့ပြန်ဆုံစည်းခဲ့ရတဲ့1940ကသူ့ရဲ့တူဂျိုခီးစဉ်အကြောင်းကိုပြန်ပြောင်းစဉ်းစားကြည့်ပါတယ်။အေရာဟာသူ့ဖေမကြမ်းမမာဖြစ်ပြီးဆုံးမသွားခြင်းကဂျပန်နိုင်ငံကိုပြန်လာခဲ့တယ်ဆိုတာဖဲလာသိလာရပါတယ်။မဲဒါရဲ့နေအိမ်မှာကျင်းပတဲ့စားတောက်ပွဲမှာဗိုလ်ချုပ်ရေတာကမဲဒါဟာဖဲလာကိုသူ့ကိုယ်စားစရိခံမဲ့လူလိုတုံးချနေတယ်လို့ပြောလိုက်ပါရယ်။ ဘရင်သာပြည့်မရှိဘူးလို့ဖော်ထုတ်တွေ့ရှိခဲ့မယ်ဆိုရင်မဲအဒါကမင်းပေါ်ပြစ်ပုံချလိမ့်မယ်လို့ဗိုလ်ချုပ်ရတာကဖေလာကိုပြောပြလိုက်ပါတယ်မဲအဒါဟာစစ်မှုထမ်းဘွားအလုံးမှာတမရဖြစ်လာဖို့ရည်မှန်းထားတာကြောင့်သူဟာဒရမာဆန်ဆန်တပ်ပုံတွေရိုက်ပြီးမီဒီယာကိုလည်းတုံးချနေတယ်ဆိုတဲ့အကြောင်းဖေလာကိုရတာကပြောပြလိုက်ပါတယ်စသပွဲပြီးတော့တာကာဟာရှိကသူဟာအီရာရဲ့ဦးလေးနဲ့ဆက်သွယ်လို့မရဘူးလို့ဖေလာကိုအတည်ပြလိုက်ပါတယ်အီရာဟာရှီဇူအိုကာနာကစာတင်ကြောင်းမှာဆီယာမဝင်လုခဲ့တယ်ဆိုတာကိုသူကအတည်ပြပေးခဲ့ပေမဲ့အဲ့ဒီမျိုးဟာလွန်ခဲ့တဲ့ကိုလာကဘုံကျဲခံရတယ်လို့ပြောပြလိုက်ပါတယ် ဖဲလာကအဲ့ဒီမြို့ကိုလိုက်သွားဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်ပါတယ်။စာတင်ကြောင်းဟာပစ္စည်းနေပြီးကြံရစ်တဲ့ပစ္စည်းတွေကိုမြင်ရလို့စိတ်ပြက်နေတဲ့ဖဲလာကတာကာဟာရှိကိုဒီမြို့ကတည်ဆုံသူတွေအစီရင်ရှာခံလိုက်ပါတယ်။ဂျပန်နိုင်ငံမှာနိုင်ငံသားစန့်ကျင်လှုပ်ဆော်မှုတွေဖြစ်နေပြီးစစ်ပွဲကြီးဖြစ်ကနေအချိန်မှာဂျပန်မှာသူရှိနေခဲ့တဲ့နေရက်တွေကိုဖဲလာတယောက်ပြန်ပြီးပုံဖော်ကြည့်နေပါတယ်။သူဟာဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုကိုလည်းလေ့လာခဲ့ပြီးဂျပန်စစ်သားတွေရဲ့စိတ်ဓာတ်ကိုလည်းစာတမ်းပြုစုဖို့အတိလေ့လာခဲ့မှုပါတယ်။ဂျပန်စစ်သားတယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာခံယူချက်တွေနဲ့ပတ်သက်တဲ့စာတမ်းတစ်စောင်အတွဲလိုအပ်တာတွေသိရအောင် အီရာကဖေလာကိုသူ့အိုးလေးဘုံကျုပ်ကာဂျီမာနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဒီခွင့်ရေးကြောင်းဖေလာဟာဂျပန်လူမျိုးတွေရဲ့ဂုဏ်ယူလေးထားမှုတွေကိုအတွင်းလူတယောက်လိုနားလည်ခဲ့ရပါတယ်။အမေရိကန်နဲ့ဂျပန်ဆက်ဖြစ်လာလို့ရှိရင်ဂျပန်စစ်သားတွေရဲ့ဘရင်ပေါ်ထားရှိရမယ့်တာဝန်တွေကြောင့်ဂျပန်နိုင်လိမ့်မယ်လို့ကာဂျီမာကအခိုင်အမာပြောခဲ့ပါတယ်။ပြည်သူတွေကသူတို့ရဲ့ဘရင်ကိုကဘာမီကနဖျားတစ်ပါးလိုသတ်မှတ်ခံယူထားကြတာကြောင့်ဂျပန်စစ်တပ်တရားဘရင်ကဘာပဲညွှန်ကြားညွှန်ကြားမျက်စိစုံမိတ်ပြီးလိုက်နာကြားလိမ့်မယ်ဆိုတာကိုဖေလာတယောက်သဘောပေါက်သွားခဲ့ပါတယ် တိုချိုကိုပြန်ရောက်လာတော့ဖေလာကဘင်ရဲ့အကြံပေးကောင်စီအဖွဲ့ဝင်လက်ထောက်ဝန်ကြီးချုပ်တီဇာဂူရိုစီကီရာနဲ့တွေ့ဆုံမေးမြန်းကြည့်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဖေလာကသူနဲ့သူယုံကိုချင်းချင်းဆက်သွယ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါကြောင့်သူကနန်းတော်ရဲကိုဝင်ခွင့်တောင်းပေးဖို့ဗိုလ်ချုပ်မက်အေတာစီမာကူညီတောင်းလိုက်ပါတယ်အဲ့နောက်ဖေလာကိုနန်းတော်ရဲချက်ချင်းဝင်ခွင့်ပြုပြီးလက်ထောက်ဝန်ကြီးချုပ်ဖြစ်သူနဲ့တွေ့ခွင့်ပေးဖို့ရေးသားထားတဲ့စာတစာကိုမက်အေတာကပေးလိုက်ပါတယ်ပြီးတော့သူ့ရဲ့ကာကွယ်ရေးတွေအားထားရတဲ့လူနေနေကိုခေါ်သွားဖို့လည်းမက်အေတာကခွင့်ပြုလိုက်ပါတယ် စာကိုလက်ခံရရှိပြီးတဲ့နောက်မှာတာကာဟာရှိကနန်တော်ရီကိုဝင်တာဟာအမျိုးမြင်မရှိတဲ့လုပ်ရက်ဖြစ်တယ်လို့ပြောပေမဲ့ဖေလာကတော့နန်တော်ရီကိုဝင်ဖို့ရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်သူတို့ကအဲဒီစာကိုနန်တော်ဆောင်တွေစီကိုပြလိုက်တော့သူတို့ကဖေလာကိုဝင်ခွင့်ပြုပေမဲ့တယောက်တည်းဝင်သွားရမှာဖြစ်တယ်လို့လက်နက်တွေကိုလည်းထားခဲ့ရမယ်လို့ပြောပါတယ်နန်တော်ရီမှာဖေလာကစစ်မဖြစ်ခင်နဲ့စစ်ဖြစ်နေချိန်တွင်ဘရင်ရဲ့စိတ်ချေနေကိုကဲဖြတ်နိုင်မဲ့အရာမှန်များပြောပြဖို့တောင်းဆိုပေမဲ့စီကီယာကဘာမှမရှိဘူးလို့ပြောပါတယ်စီကီယာကဘရင်ရွတ်ဆိုလေးရှိတဲ့ကြံရတဲ့ဘုတ်ကိုပြန်ဆိုပြခဲ့ပေမဲ့ အဲ့ဒီကဗျာကလည်းဘရင်ဘော်ဘာတစ်ခုမှတန်တရားမဖြစ်စေခဲ့ပါဘူးကိုနိုးလိုပဲစီကီယာကဘရင်ဘော်ပြစ်ဖို့လိုရမယ်ဘာထောက်ထားကူမှမပေးခဲ့ပါဘူးနောက်ပိုင်းမှာသူဟာဘုံနံကြောင့်ပျက်စီးနေပြီးမွေးရီဆူဆူရွှဲနေတဲ့တူဂျုံမျိုးလန်းတွေမှာရှောက်သွားခဲ့ပြီးသူ့ရဲ့မဖြစ်ရှင်းနိုင်ဖြစ်နေတဲ့ပြဿနာတွေအတွက်စိတ်ပြည့်ရဲ့အရင်မူအောင်တောင်းနေပါတယ်သူနဲ့ဘာမှဆက်နွယ်မှုမရှိတဲ့ရက်ဆိုင်တစ်ဆိုင်မှာဖေလာဟာရံပွဲတစ်ခုတည်းဝင်ပါမိခဲ့ပါတယ်ဖေလာဟာအရင်မူမူနဲ့ပဲသူ့ရဲ့စုံစမ်းစစ်ဆေးမှုဆိုင်ရာစီရင်ခန်းစာကိုရေးသားပြီးဘင်ဟာပစ္စည်းပိတ်စစ်ပွဲရဲ့ဒဇယ်တစ်ပိုင်းဖြစ်နိုင်တယ်လို့စစ်ပွဲဖြစ်လာအောင်လှုပ်ဆော်သူဖြစ်ရမယ်လို့ရေးသားလိုက်ပါတယ် ။ဘရင်ကိုဖမ်းပြီးရုံးတင်စစ်ဆေးမယ်ဆိုရင်ပြည်တွင်းမှာမငြိမ်သက်မှုတွေဖြစ်လာမယ်ဆိုတာကိုသူကနားလည်ထားပေမဲ့အရင်မကြည့်ဘူးလို့ယူဆခဲ့ပါတယ်။အဲ့ညတကောင်ကျော်မှာကီရိုကဖဲလာကိုစကားပြောချင်တာကြောင့်သူ့ကိုတာကာဟာရှိကအိနေရာကနှုတ်လိုက်ပါတယ်။ကီရိုဟာဖဲလာမီးမျက်နှာတွေကိုဖြေဖို့ဖဲလာစီကိုညတကောင်မှာမမျှော်လင့်မဲ့ရောက်ရှိလာခဲ့ပါတယ်။ဒီချိန်မှာရေတာကဘီယင်ကိုပြစ်ကြစီလိုတာကြောင့်ဖေလာရဲ့စုံစမ်းစစ်ဆေးမှုတွေကိုဖျက်လို့ဖျက်စီးလို့ဖို့စူးစမ်းနေပါတယ်။ ရတာကဖေလာရဲ့စစ်ပွဲမတိုင်ခင်ကချစ်သူအေရာရဲ့အကြောင်းနဲ့အေရာနေတဲ့မြို့ဘုံကျဲမခံရအောင်ဘုံကျဲတပ်ဖွဲ့တွေကိုတမင်လန်းလွဲပစ်ခဲ့တဲ့အကြောင်းမဲအီတာကိုစီရင်ခံပြီးဖေလာဟာဂျပန်ကိုချစ်မြတ်နိုးနေသူတယောက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်ဂျပန်နေလည်းနှစ်မချခင်အချိန်ကိုပြန်ပြောင်းပြောဆိုရင်းနဲ့ကီရိုကဘုံကျဲမှုတွေပြီးမှဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်ကောင်စီအစည်းအဝေးအကြောင်းကိုပြောပြလာပါတယ်သူတို့ကလက်နက်ချတဲ့မချတဲ့ဆုံးဖြတ်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ကီရိုကပြောပြပါတယ်ကောင်စီဝင်ဝင်ကြီးချုပ်၃ယောက်ကလက်နက်ချမယ်ဆုံးဖြတ်ချက်ကိုကန့်ကွက်ခဲ့ကြပေမဲ့ ိုင်ငံရေးဝန်ကြီးရေတပ်ဝန်ကြီးနဲ့နန်းတော်အကြံပေးကောင်စီဥက္ကဋ္ဌတို့ကလက်နက်ချဖို့ဆန္ဒရှိကြပါတယ်။ပြင်ကအဲ့ဒီကောင်စီကိုဥဆောင်နေတာဖြစ်ပြီးလက်နက်ချဖို့ဆန္ဒရှိသူတွေနဲ့လက်နက်မချခြင်းတဲ့လူတွေကြားမှာဆက်နွယ်မှုတခုရှိနေတယ်လို့ဆိုပါတယ်။ပြင်ကမဟာမိတ်တွေကိုယုံကြည်ပြီးသူတို့တတ်မှတ်ထားတဲ့အချက်လက်တွေကိုလက်ခံဖို့ဆန္ဒရှိသူတို့ကောင်စီအနေနဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုသဘောတူပေးဖို့ဆန္ဒရှိခဲ့တယ်ဆိုပါတယ်။ဒါမဲ့စစ်ရေးဝန်ကြီးအန်နာမီကလက်နက်မချဖို့ဘရင်ရှိမှာဒူးထောက်တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။တော်ဝင်စက်တက်မှာဆွံ့ရောက်စစ်မဲ့လူလားသူတွေရှိနေတာကြောင့်ပင်ကလက်နက်ချကြဖို့ညွှန်ကြားတဲ့သူ့ရဲ့အမိန့်ကိုအတန်သွင်းထားခဲ့ပါတယ်။ အဲ့ဒီတံဖန်ကိုမထုံးလွှဲနိုင်သေးခင်မှာပဲစစ်မဲ့လူလားသူတွေကအာနာသိမ့်မှုစူးစမ်းပြီးနန်းတော့ကိုတိုက်ခတ်ခဲ့ကြပါတယ်။ကံကောင်းတာကဘင်းနဲ့ကီလိုတို့တက်ရှင်ခဲ့ပြီးအဲ့ဒီတံဖန်ကိုထုတ်လွှဲနိုင်ခဲ့ပါတယ်။မာမိတ်တွေရဲ့တမတ်ချစ်တွေကိုဂျပန်ကလက်ခံလိုက်ပြီးဆိုရဲဘယင်ကြီးရဲ့ပြောကြားချက်ကိုနိုင်ငံသူနိုင်ငံသားတွေနားထောင်ခဲ့ရပါတယ်။ကံမကောင်းတာကအခြားမျက်မြင်တက်တေတွေဟာသူတို့ကိုသူတို့အဆုံးစီရင်ခဲ့ကြပြီးအတန်သွင်းထားတာတွေအားလုံးဖြစ်စည်းခံခဲ့ရတာကြောင့်ကီလိုတယောက်ပဲတက်တီကန်ထွက်ဆိုသူအဖြစ်ရှိနေခဲ့ပါတယ်။ပြင်းရဲ့ခန်းကဏ္ဍကအမန်တကယ်မှာလူများရှိပွက်တဲ့ယုံတော့ပဲဖြစ်တယ်လို့ကီလိုကဖေလာကိုပြောပြပါတယ် ဒါမဲ့ဘရင်ဟာစစ်လူလားသူတွေကိုတတ်တည်ရှိရှိစန့်ကျင်ခဲ့ပြီးစစ်ပွဲဆုံးသက်ရေးသူ့ရဲ့ဩဇာကိုအသုံးချခဲ့သူဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံမှုပြီးတဲ့နောက်မှာဖေလာကသူ့ရင်ကပြောဆိုခဲ့မိတာတွေအတွက်တာကာဟာရှိကိုတောင်းပန်ပြီးသူ့မိသားစုရဲ့ဆုံးရှုံးရမှုတွေအတွက်နာနာနေနေဖြေရှင်းနိုင်ဖို့အကြံဉာဏ်တောင်းလိုက်ပါတယ်။တာကာဟာရှိကသူ့အဲ့ဒီကိစ္စကိုမဖြေရှင်းရသေးဘူးလို့အဖြေပေးလိုက်ပါတယ်။ဂျပန်ဟာစစ်ပွဲဖြစ်လာတော့မှအချိန်နဲ့ရင်ဆိုင်နေရချိန်မှာအမေရိကန်လူမျိုးတွေကိုရဲတွေကဝိုင်းတားခဲ့တဲ့ဖြစ်ရပ်ကိုဖေလာတယောက်ပြန်ပြောင်းစဉ်းစားနေပါတယ်။ ကာဂျီမာကအီရာကိုထပ်ပြီးလာတွေ့နေရင်သူအန်ဒီရဲ့ကြုံနေတာကြောင့်နောက်ထပ်လုံးဝလာမပေးဖို့ဖေလာကိုပြောလိုက်တာကြောင့်သူတို့နှစ်ယောက်ဟာဝမ်းနည်းစရာကွဲကွာသွားခဲ့ကြပါတယ်။စစ်ပွဲမှာအသက်ရှင်ကျန်ခဲ့တဲ့ဗိုလ်ချုပ်ကာဂျီမာနဲ့တွေ့ဖို့မကြခင်မှာပဲဖေလာကဆုံးဖြတ်လိုက်ပါတယ်။ကာဂျီမာကဂျပန်လူမျိုးတွေဟာတကူကောင်းလုံးဝမဆန်သလိုကြီးမားတဲ့ဆွန့်လွတ်နှင်နာခံမှုတွေလည်းလုံးနိုင်ပြီးသူတို့ရဲ့ရင်ကျေးမှုဆိုင်ရာတန်ဖိုးထားမှုတွေပေါ်စစ်ရောကိုပါနှိမ့်ညွတ်ထားတာကြောင့်စကလုံးတွေနဲ့ပြောပြလို့မရနိုင်လောက်တဲ့ရာဇဝတ်မှုမျိုးကိုလည်းကျွလွန်နိုင်တဲ့အစွမ်းရှိကြတယ်လို့ဖေလာကိုပြောပြလိုက်ပါတယ်။ ဘင်းမှာပြစ်စီလားဆိုတာသူမသိပင်မဲ့စစ်ပွဲဆုံးသက်စီဖို့စူးစမ်းရမှာတော့ဘင်းပါဝင်ခဲ့တယ်လို့ကာဂျီမာကပြောပါတယ်ကာဂျီမာကအီရာရေးထားခဲ့တဲ့စာရီထည့်ထားတဲ့တက်တာလေးတလုံးကိုဖေလာအတွက်ပေးလိုက်တော့အီရာဟာမာမိတ်တွေဘုံကျဲချိန်မှာတေဆုံသွားပြီဆိုတာသူသိလာခဲ့ရပြီသူချေရတဲ့သူတေဆုံသွားတဲ့အတွက်ဝမ်းနေနေခဲ့ပါတယ်ဘင်းဟာပြစ်စီတယ်ဒါမှမဟုတ်ပြစ်မရှိဘူးလို့ဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူးလို့ဖေလာကကောက်ချက်ချခဲ့ပါတယ်ဒါမဲ့လည်းစစ်ပွဲဆုံးသက်စေဖို့စူးစမ်းရမှာသူပါဝင်ခဲ့တဲ့အခန်းကဏ္ဍကတိတာထင်ရှားနေပါတယ် ူကသူ့ရဲ့သုံးသက်ချက်ကိုမဲအေသာစီပြလိုက်တော့ခိုင်မာတဲ့အထောက်ထားတွေမပါလာကြောင်းမဲအေသာတယောက်သဘောမကျဖြစ်သွားခဲ့ပါတယ်။မာမိတ်တွေကဘင်းကိုနိုင်ငံအကြီးအကဲဖြစ်ဆက်ထားပေးမယ်လို့သဘောတူထားခဲ့တာကြောင့်ဘင်းကိုအပြစ်မပေးတင်ဘူးလို့ကြေညာတင်းတဲ့ကြောင်းဖေလာကပြောပါတယ်။ဝါရှင်တန်ကိုဆက်သွယ်ပြီးဆုံးဖြတ်ချက်မတောင်းခင်သူနဲ့ဘင်းရင်တွေ့ဆုံဖို့စီစဉ်ပေးပါလို့မဲအေသာကဖေလာကိုညွှန်ကြားလိုက်ပါတယ်။ဘင်းရင်နဲ့တွေ့ပြီးဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်တလို့ပဲလို့မဲအေသာနားဝင်လာအောင်ဖေလာကကြိုးစားပါတယ်။ဖေလာတယောက်နန်းတော်ကိုရောက်သွားချိန်မှာစီဂီတာကဘင်းရင်သွားရောက်မှာမဟုတ်ဘူးလို့သူ့ကိုပြောပါတယ်။ ဒီချိန်မှာတာဂါဟာရှိကဘင်းအနေနဲ့လူမှုရေးနဲ့ဆိုင်တဲ့တွေ့ဆုံမှုတစ်ခုခုအတွက်ဆိုရင်လာလိမ့်မယ်လို့ဖေလာကိုပြောလိုက်တာကြောင့်ဖေလာကမဲအသားရဲ့အိမ်မှာလက်ဖက်ရည်တပ်ပွဲကျင်းပမှာဖြစ်လို့ဘင်းလာရောက်ဖို့ဖိတ်ခေါ်ပြီးသူတို့နှစ်ယောက်ကိုပေးတွေ့ဖို့စီစဉ်လိုက်ပါတယ်။ဘင်းရောက်မလာခင်ဖေလာကမဟာမိတ်ဘုံကျဲလေရင်တွေကိုရှီဘိုကာမျိုးနဲ့ဝေးရကိုလောက်ရမှာသူပါဝင်ခဲ့ပုံတွေကိုမဲအသားစီရှင်းပြလိုက်ပါတယ်။အဲ့လိုလောက်တာကြောင့်အမေရိကန်နိုင်ငံသားတွေရဲ့အသက်တစ်ခုမှမဆုံးရှုံးခဲ့ရတဲ့အတွက်မဲအသားကမျက်စိပိတ်ထားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဲ့နောက်ဘီယန်ဟီရိုဟီတိုရောက်လာချိန်မှာဂျပန်ကိုချမ်းသာပေးပြီးအပြစ်ပေးခြင်းသူ့ကိုပဲအပြစ်ပေးဖို့ပြောကြားခဲ့ပါတယ်။မဲအေတာကသူ့အနေနဲ့ဂျပန်နိုင်ငံကိုဒါမှမဟုတ်ဟီရိုဟီတိုကိုအပြစ်ပေးခြင်းတာမဟုတ်ဘူးဆိုတာကိုပြောပြလိုက်ပြီးဂျပန်ရဲ့အနာဂတ်အတွက်ဆွေးနွေးဖို့ဆန္ဒရှိတာပါလို့ပြောလိုက်ပါတယ်။ဆုံးဒီနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။